โอเคကျွန်တော်ဒီနေ့ဘာလုပ်မှာလဲဆိုရင်ကျွန်တော်ရဲ့ Dwin Slam တခုဖြစ်တဲ့ဒီ Bitrock ပေါ့เนาะ Bitrock 135 mm F1.8 ဒီ lap lap အကောင်ကျွန်တော် unboxing လုပ်မှာပါဒီကောင်ကျွန်တော်သူတို့ဘယ်လိုပြောမလဲအဲစထွက်တဲ့အချိန်ကလေးကကျွန်တော် YouTube တွေမှာကြည့်ဦးတယ်ပေါ့သူ့ရဲ့အဲ big quality ဘိုင်းရောသူ့ရဲ့ design ဘိုင်းရော တော့သူ့ရဲ့အဲ့ဒီ photo quality ဘိုင်းရောကလုံးဝကျွစင်အရင်ကောင်းတယ်ဗောဗျာအဲ့တော့ YouTube တော်တော်များများလည်းညှုံးကြရတဲ့ကျွန်တော်ဒီ Sigma တို့ဒီ GM တို့ကိုကြော်ပြီးတော့အဲဒီကောင်လေးကိုဝယ်ပစ်သွားတာပါတကယ်တမ်းတော့ကျွန်တော်ဒီကောင်ကို unboxing တော့လုပ်ပြီးပါကျွန်တော်ဆိုင်မှာတော့လုပ်ပြီးပါအဲဒီနောက်ဝယ်နေတဲ့လူတွေရှိရင်လည်း unboxing လုပ်ရင်ဘာလေးပါမလဲဆိုတာလေးကိုကျွန်တော်တစ်ချက်လောက်ပြချင်လို့ပြန်ဝယ်တဲ့အတိုင်းလေးပဲပြန်ထည့်ပြီးတော့ unboxing ပုံစံလေးကျွန်တော်ရိုက်ပါမယ်ဗျာ အဓိက GM တို့ Sigma တို့ကိုကြော်ပြီးတော့ရွေးတဲ့အထဲမှာအကောင့်တွေရဲ့ဈေးပေါ့အကောင့်တွေရဲ့ဈေးထက်လည်းနည်းရအတွက်ကျွန်တော်ရွေးချယ်ပြတာလည်းပါတယ်ပေါ့တကယ်တမ်းဆိုရင်ဒီကောင်းရဲ့ Shop နဲ့ပိုင်းရလीအဲ့ဒီ GM တို့ Sigma တို့ထက်ကိုပိုကောင်းတယ်ကျွန်တော်အရင်135 mm 1.8ကိုကျွန်တော် Sigma သုံးခုတယ်အဲ့ Sigma ရဲ့ Shop နဲ့ထက်ကိုဒီကောင်းကပိုကောင်းတယ်ပေါ့နော်အခုကျွန်တော်နဲ့တူတူ Amazon လေးလုပ်ကြည့်လိုက်အောင်ဗျโอเค khu sinh cho nó ăn bao sinh lấy sả lục bà mi ăn bao sinh mà lục thì anh em giống biểu cho nó làm đi bu ye lục đi bu ye lục đi bu ye qua là đi ye cho nó được ye đi eighty five one point eight nó phát sinh tu ye bu cho nó biết được không đi đi bu này đi bu này qua là đi ye ba má cũng sành luôn đi bu ye qua là đi ye nó mà này gì ok cho nó khu ăn bao sả lục bà mi ေးဖွင့်လိုက်ပြီဆိုတာနဲ့အရင်ဆုံးတွေ့ရမှာကျွန်တော်ဒီ lens ပေါ့လမ်းဆိုတွေ့ရမှာပြီးရင်ဒီဘေးမှာချက်ဘူးတစ်ခုပါမယ်ပြီးရင်ဒီဘေးမှာချက်ဘူးနောက်တစ်ခုပါမယ်အရင်ဆုံးဒီဘက်ကချက်ဘူးလေးကိုအရင်ဖောက်ကြည့်ပါမယ်ကျွန်တော်အေးလေးပါဒီကောင်ကတော့ဒီမှာ vector ဒစိလေးပါလေကျွန်တော်ဒီ landscape ဘုတ်အတွက်အေးလေးပေါ့လေတာအေးလေးပေါ့ လေသားလေးကဘယ်လိုပြောမလဲနည်းနည်းအီအီလေးနဲ့လीကိုင်းလို့ကောင်းနေဗျမစိုးဘူးသူ့ရဲ့အိတ်လေးကလေအဲ့မဲ့ကျွန်တော်တို့ဒီအိတ်ကတော့တိတ်သုံးပြမယ်တော့မထင်ဘူးဗျပြီးနောက်ထပ်ဒီဘက်ကဘယ်ရအချက်ဘူးတစ်ခုထပ်ဖောက်ပါဦးပေထော့တစ်စိလေးပါပါတယ်ဗျအဲ့တော့ဘာပါလဲဆိုရင်သူရဲ့ဒီ runny cat လေးပါတယ်ဒီကောင်က official runny cat နေမှာဒါပေမဲ့ကျွန်တော်ဝယ်တဲ့ဆိုင်ကတော့သူ့ဆိုင်ရဲ့ runny ပဲပါတယ်ဗျ အမခံတစ်နှစ်ပါတယ်ကောင်လေးကโอเคခုစရင်တော့ကျွန်တော်မင်းသားကြီးကိုထုတ်ပါတော့ယာကောင်လေးအောက်ချလိုက်မယ်နော်လုံးဝနှစ်ကြည့်တယ် dance ကတကယ်လုံးဝနှစ်ကြည့် ချို့တွေဟူးတက်တာကြိုက်လားတော့မသိဘူးကျွန်တော်ကတော့ဟူးတက်တာကြိုက်တယ်လမ်းစတွေဆိုရင်ကျွန်တော်ဟူးတွေဆိုရင်ကျွန်တော်ဖြုတ်ပြီးတော့တိတ်မရိုက်တက်ဘူးမရိုက်တက်တာမဟုတ်ဘူးမရိုက်ဖြုတ်ဘူးဗောဗျာအာဘာလို့လဲဒီကောဟိုကျွန်တော်ကတော့ဒီလိုဟူးတက်ရတာပိုကြိုက်တယ်ဒီမှာပါပထမဆုံးမြင်ရမှာကကျွန်တော်ဒီဘေးမှာဗောနော် ဒီဒီအပါချာကိုဘယ်လို dit dit လို့ပြောမလားအပါချာ dit လို့ပြောမလားအကောင်အတတတမြည်ပြီးပြီးတော့အဲ့လိုအပါချာကိုချုံမတော့ထိနေတဲ့ click လေးပေါ့အကောင်လေး on ဟုတ်ပါတယ်ဒီကောင်ပြေးလိုက်ပြီဆိုရင်အကောင်အသက်မမြည်တော့ဘူးမထိတော့ဒီကောင်လုလိုက်ပြီဆိုရင်တော့အဲအသက်လေးမြည်လာပါပြီပြီးရင်ဒီဘက်ဘေးမှာကသူ့ရဲ့အဲဟိုပါပေါ့ focus ဖြစ်တဲ့မီတာဒီပေါ့မီတာ ခလုတ်တွေပါမယ်ဒီမှာဒီမှာဆို infinity ဒီမှာဆို full အဲ့လိုလေးပါမယ်ဗျာနော်ကျွန်တော်တို့ infinity မှာထားတယ်ဗျပြီးရင်ဒီဘက်မှာ auto focus manual focus ခလုတ်လေးပါမယ်ပြီးရင်ဘေးမှာ customize button နှစ်ခုပါပါမယ်ပြီးရင်ဒီမှာဒီ lens ရဲ့အဓိကအသက်ဒီဟိုဟာ screen လေးပါမယ် LED screen လေး အကောင်လေးကျွန်တော်ပြီးရင်ကင်မရာမှာတက်ပြမယ်ဘလို့လုံးလို့လဲဆိုတာပြီးရင်နောက်ထပ်နောက်ဖက်ပေးမှာဆိုရင်ကျွန်တော်ဒီမှာတိုက်စီအပေါက်လေးတစ်ပောက်ပါမယ်အကောင်လေးကဒီ firmware update တို့နော်တိုက်စီပါလေးပါမယ်ဒီကောင်လေးက firmware update တို့အဲ့လိုမျိုးဘာလို့လုပ်တယ်ဆိုရင်ဒီကောင်လေးမှာကြိုးတက်ပြီးတော့ update တင်ရတာပေါ့ဒါလေးရှိဘက်ချမ်းကတော့ကျွန်တော်ဟုတ်တက်လိုက်ပြီချိဘက်ချမ်းကတော့ဘာမှထွေတူမရှိပါဘူးဒါလေးပါပဲโอเคကျွန်တော်အဲ့ခုန အာ LED screen ကိုကျွန်တော်တစ်ချက်ပြမယ်ဘယ်လိုလုပ်လို့လဲဆိုတော့ဒီစကရင်လေးပါအာဖွင့်လိုက်ပြီဆိုရင်သူကအဲ့လိုပုံလေးတွေ logo လေး င်အဲ့လိုမျိုးကိုယ်စိတ်ကြိုက်ပေါ့နော်ဒီမျိုးပါကိုယ်စိတ်ကြိုက်ဖုံးမွင်ခြင်းမှာကိုယ်စိတ်ကြိုက် customize ထားလို့ရတယ်ပုံလေးတွေပုံလေးဖြစ်ဖြစ် logo လေးဖြစ်ဖြစ်စာလေးဖြစ်ဖြစ်ကိုယ်ကို customize လုပ်ပြီးထားလို့ရတယ်ပြီးရင်တော့သူကဒီမှာအဲ focus ဖြတ်တဲ့ဟာတွေ focus meter တွေပါပြီးပြရတယ်ဒီမှာ aperture တွေပါပြီးရွှေ့ရင် ပြရတယ် lens ရဲ့အနေထောက်တစ်ချက်ရှိုးလိုက်လုံးဝနှိကြည့်တယ်ကျွန်တော်ဒီဘက်က lens လုံးနဲ့ကျွန်တော်တစ်ချက်ရှင်းပြတယ် ီကောင်ကအာ28 85 Tamron ပေါ့2.8 lens အဲ့ကောင်ရဲ့ site ဒီကောင်က Vitro 85 1.8 version 2 lens ရဲ့ site ဘောကဖိနေသားများပါပဲ site ပြရတာโอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ